မင်္ဂလာပါသခရိုက်ကော်စီလာတယ်ရမှာဖြစ်ပါတယ်တင့်အတွက်မနက်ဖြန်ငွေကြေးကန့်ချင်းတွေကိုဖတ်ကြားပေးမှာဖြစ်ပါတယ်မနက်ဖြန်မှာဆိုလို့ရှိရင်ငွေကြေးကန့်ချင်းတွေနဲ့တော်တော်လေးကောင်းနေရမျိုးတွေ့ရပါတယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့တော်တော်ကြာကြာစောင့်ဆိုင်းနေတဲ့ကိစ္စမျိုးတွေလည်းအောင်မြင်သွားတတ်တယ်မရနိုင်မှုထင်တဲ့ငွေကြေးတွေလည်းရတတ်တယ် အခက်ခဲကြကနေပြီးတော့ကြိုးစားယူရတဲ့ကိစ္စမျိုးတွေမှာလည်းထူးထူးခြားခြားအောင်မြင်သွားတတ်တယ်။အချိန်အကြာကြီးစောင့်နေရတဲ့ကိစ္စတွေရှိရဆိုလို့ရှိရင်လည်းအဆင်ပြေသွားတတ်တာမျိုးတွေ့ရပါတယ်။ဆလိုတာတော့ကံတရားကကိုယ့်ဘက်မှာရှိနေတဲ့အတွက်အဆင်မပြေနိုင်ဘူးလို့ထင်တဲ့အရာတွေအဆင်ပြေသွားတာဖြစ်ပါတယ်။နောက်တစ်ခါပါလဲဆိုလို့ရှိရင်အလုပ်ကံဘက်မှာလည်းအဲ့လိုပဲပေါ့နော်။တချို့တွေအကယ်၍ပေါ့နော်။အရင်တော့ကအလုပ်ခေါ်စာတွေပါတယ်ပေါ့နော်စောင့်နေတဲ့ အချိန်တော်တော်ကြာอืมအဲ့လိုမျိုးပေါ့နော်စောင့်နေတဲ့အလုပ်တွေရှိရဆိုလို့ရှိရင်လည်းနောက်ပြန်မှအလုပ်ခေါ်စာရတာမျိုးတွေကြုံလို့ရတတ်တယ်။နောက်တစ်ခုကအချိန်တော်တော်ကြာရင်းနှီးမြှုပ်နှံထားတဲ့စီးပွားရေးလုပ်ကံတွေဆိုလို့ရှိရင်လည်းမနက်ပြန်မှငွေပေါ်တာမျိုးပေါ့နော် အောင်မြင်တာမျိုးကြွားတတ်တယ်။ Ừm နောက်တစ်ခုအရင်နှောင်းကပေါ့နော်ဒီလိုမျိုး project တွေဘာတွေတင်တဲ့အခါမှာကြေးအထက်လူကြီးလုပ်ငန်းပိုင်းဆိုင်ရာကလက်မခံဘူး။လက်မခံတဲ့အတွက်ကြောင့်မို့လို့ ခက်ခဲနေတဲ့ကိစ္စမျိုးတွေရှိရဆိုလို့ရှိရင်လည်းမနက်ဖြန်မှာထူးထူးခြားခြားနဲ့အောင်မြင်ကြအောင်မင်္ဂလာစကားကြားတတ်တယ်အကိုရဲ့ပေါ့နော်ကိုရဲ့တင်ပြချက်တွေကိုလက်ခံတာမျိုးပေါ့နော်ကိုရဲ့ assignment တွေကိုလက်ခံတာမျိုးပေါ့ဒီလိုမျိုးလေးတွေကြုံရတတ်ပါတယ်အမနက်ဖြန်မှာအလောက်ကငွေကြေးနဲ့ပတ်သက်ပြီးတော့လည်းရုတ်တရက်ခီးသွားစရာကိစ္စမျိုးတွေကြုံရတတ်တယ်ခီးကောင်းနေသွားရတတ်ပါတယ် 음အလုတ်အပြောင်းလဲမျောလင်းနေတဲ့သူတွေဆိုလို့ရှင်လာမနက်ဖြန်မှာအလုတ်ပြောင်းလဲစရာပို့ပြီးတော့ကောင်းနေပေါ့နော်အလုတ်တစ်ကိုရှာဖွေတွေ့ရှိရမျိုးတွေဖြစ်တတ်တယ်အဲအလုတ်အကိုင်းနဲ့ပတ်သက်ပြီးစီးပွားရေးနဲ့ပတ်သက်ပြီးပတ်ပေါင်းစုံကနေပြီးတော့ကောင်းသောကန္တရာတွေရောက်လာတတ်တယ်ဆိုတာမျိုးတွေ့ရတယ်ပေါ့နော်ချိုးတွေအပေါင်းသင်းတွေဘာတွေကိုကတ်ပြီးတော့အလုတ်တွေစီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ အကူညီတောင်းထားတယ်တွဲဖတ်ထားတယ်ဆိုတဲ့ကိစ္စမျိုးတွေမှာအဲ့ဒီမိစေတကယ်ကြီးပေါင်းသင်းတွေစီကနေပြီးတော့ပေါ့နော်ဥမာကိုပြောထားတဲ့ကိစ္စကတော့အောင်မြင်နေစသဖြင့်ပေါ့နော်အဲ့လိုမျိုးအအငါလည်းမအောင်မြင်ဘူးလို့ထင်တာပေါ့နော်ဒါပေမဲ့လှုပ်ကြည့်လိုက်တဲ့အခါကျတော့နေတော်တော်ကံကောင်းတာပဲเนาะအောင်မြင်လိုက်တာဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်အဲ့လိုစကားကောင်းပေါ့နော်စကားကောင်းကြားတတ်ပါတယ်ဒါကြောင့်မလို့ကိုကျေးဇူးပါနဲ့ပတ်သက်ပြီးတော့မနက်ဖြန်မှာခက်ခဲ နေတဲ့ကိစ္စမျိုးတွေတော့အမြင်သွားနိုင်တာဖြစ်တဲ့အတွက်နေကောင်းတနေ့ဖြစ်ပါတယ်အားလုံးပဲအဆက်ဆက်ရအစီအမိကြပါစေစီးပွားဥစ္စာများဒီလတိုးတက်ကြပါစေလို့ဆုမွန်ကောင်းတောင်းရင်းနဲ့ညီကုန်းချုပ်လိုက်ပါတယ်